အမေရိကန်နိုင်ငံဘော့စတွန်မြို့ Harvard University ရဲ့ Harvard Foundation ကချီးမြှင့်တဲ့ Harvard Foundation 2016 Humanitarian of the Year ဆုကိုနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ဟာစက်တင်ဘာ18ရက်ကလက်ခံရယူခဲ့ပါတယ်။အဲ့ဒီဆုချီးမြှင့်မှုအခမ်းအနားကိုစက်တင်ဘာ18ရက်ဘော့စတွန်မြို့ဒေသစံတော်ချိန်ညနေ9:00နာရီက Harvard University Science Center မှာကျင်းပပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဆိုပါဆုကို Harvard Foundation ရဲ့ Director ဖြစ်သူ Dr. S. လန်ကောင်တာကနိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကိုပေးအပ်ခဲ့တာဖြစ်ပြီးစုလက်ခံရယူပြီးနောက်မှာဒေါအောင်ဆန်းစုကြည်ကတက်ရောက်လာသူတွေကိုအမှားစကားပြောကြားခဲ့တယ်လို့ထူးချွန်ကြောင်းသားကြောင်းသူတွေနဲ့တွေ့ဆုံမှုတည်းရဲ့ပြုလုပ်ခဲ့တယ်လို့လည်းသိရပါတယ်။ Harvard Foundation ကနေနှစ်စဉ်ချီးမြှင့်တဲ့အဆိုပါစုဟာလူသားတို့ရဲ့ဘဝနေထိုင်မှုတွေတိုးတက်လာဖို့ကောင်းမြတ်သောကျင့်ကြံမှုတွေကိုအားကျလေးစားလာစေဖို့ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူတွေကိုရွေးချယ်ချီးမြှင့်ပေးတဲ့အစုဖြစ်တယ်လို့သိရပါတယ်။ အဆိုပါစုရရှိသူတွေထဲမှာ မာတင်လူသာကင်းစီနီယာဒက်စမွန်တူတူပင်ရမေဟုစတဲ့အထင်ကရပုံကိုကြီးတွေပါဝင်ခဲ့သလို2013ခုနှစ်မှာမာလာလာ2014ခုနှစ်မှာကုလသမဂ္ဂအထွေထွေအထွေရင်းမှုချုပ်ဘန်ကီမွန်နဲ့2015ခုနှစ်မှာနိုဘယ်ဆုရှင်ကယ်လက်စတီယာတီတို့ရရှိခဲ့တာဖြစ်ပါတယ်။ဒီနှစ်မှာတော့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်နိုင်ငံခြားရေးဝန်ကြီးဒေါ်ဆန်းစုကြည်ကိုချီးမြှင့်ခဲ့တာဖြစ်ပါတယ်။